နလင်ပင်းရဲ့လူငွေနဲ့ပတ်သက်ပြီးအလွဲသုံးစားလုပ်တယ်ဆိုတဲ့သူတွေကိုလုံရက်နဲ့တသက်ပြလိုက်တဲ့ခိုင်နင်းဝင်း ရန်ကုန်စလီနီယိုပြိတက်များအလုံးမဲမင်္ဂလာပါရှင်ပြိတက်များရှင်ခိုင်နှင်းဝင်ကခိုင်နှင်းဝင်မိဘမဲ့ကလေးများရှင်တွင်ခေဟာကိုတီထောင်ထားတဲ့ဖောင်ဒါတယောက်ဖြစ်တယ်လို့လက်ရှိမှာမြန်မာနိုင်ငံရဲ့အကြီးမားဆုံးသော ပရာဟိတာအလုတ်ကိုလောက်ကန်နေတဲ့လူတယောက်ဆိုရင်လည်းမှတ်မှာပါဘူးဒါကြောင့်ခိုင်နှင်းဝင်ကိုပရာဟိတာမိခင်ကြီးဆိုပြီးတော့မှခေါ်ဆိုနေကြတယ်လို့နိုင်ငံတကာကပါအတိအမှတ်ပြောရတဲ့ခိုင်နှင်းဝင်ကမြန်မာနိုင်ငံအတွက်ပရာဟိတာလုတ်တွေမှာဥဆောင်ဆောင်ရွက်နေသူပဲဖြစ်ပါတယ်မြန်မာနိုင်ငံရဲ့တဘာဝဘေးဒီနဲ့ပတ်သက်ပြီး ရာဟီတာလုတ်တဲ့နေရာမှာခိုင်နှင်းဝေကိုရှင်းနိုင်တဲ့သူကမရှိပါဘူး။လွန်ခဲ့တဲ့လရီတုန်းကဖြစ်ပွားခဲ့တဲ့ရှေးဘေးကြောင့်မြန်မာတနိုင်ငံလုံးနီးပါးမှာပျက်စီးဆုံးရှုံးမှုတွေရှိခဲ့တဲ့အချိန်တုန်းကလည်းခိုင်နှင်းဝေကတကယ်ကိုရှေးဘေးတင်းခဲ့တဲ့တက်ကုန်းလိုနေရာမျိုးတွေထိသွားရောက်ခါကိုယ်တိုင်ကိုယ်ကျအပင်ပန်းဆင်းရဲခံပြီးတအိမ်တက်စင်ကူညီပေးခဲ့တာပဲရှိသလိုရက်ခွန်ဥက္ကဋ္ဌရီနဲ့ညှိနှိုင်းပြီးတော့မှပြိုကျပျက်စီးသွားတဲ့အိမ်ကြီးအတွက်လှူဒါန်းခဲ့ပါတယ်။အဲ့ဒီတုန်းကခိုင်နှင်းဝေကငွေကျပ်သိန်းပေါင်း3000ကျော်ကိုလှူဒါန်းခဲ့တာပါ။ မလန၂၈ရက်ကဖြစ်ပွားခဲ့တဲ့ငလင်ကြောင်းမန္တလေးစကိုင်းအင်းလီအစရှိတဲ့နေရာတွေနဲ့နေပြည်တော်လိုနေရာမျိုးတွေမှာပျက်စီးဆုံးရှုံးမှုလူထိခိုက်ဒိဆုံးမှုတွေကဝမ်းနဲ့ခြေခွဲစရာကောင်းလောက်အောင်များပြားခဲ့တာပါ အဲ့ဒီငလင်ပေးနဲ့ပတ်သက်ပြီးတော့လေခိုင်နှင်းဝင်ကဦးဆောင်ဦးရွက်ပြုပြီးပရာဟိတလုပ်တွေကိုလောက်ကန်ခဲ့ပါတယ်အလူငွေကျပ်သိန်းပေါင်း9000ကျော်ထိရရှိခဲ့တာပါခိုင်နှင်းဝင်အနေနဲ့ဒီလိုမျိုးငွေကျပ်သိန်းပေါင်း9000ကျော်ကိုအလူငွေလက်ခံရရှိလို့အားလုံးကလည်းမျက်လုံးပြူးနေတာပါခိုင်နှင်းဝင်ကိုဘသူတွေကဘလို့ပုံစံမျိုးတွေနဲ့လှူတာလဲဆိုတာကိုလည်းတော်တော်လေးသိကျင်နေကြတာဖြစ်ပါတယ်နောက်ထပ်ပို့ပြီးတော့မှဆိုးတဲ့ကိစ္စတစ်ခုကတော့ခိုင်နှင်းဝင်ကနေပြည်တော်မှာတောင်းရောက်လှူတဲ့အခါမှာ တက်ကုန်းမှာရှိတဲ့သူတွေပြင်မနာမှာရှိတဲ့သူတွေကသူတို့လက်ထက်ကိုအဲ့ဒီပတ်စံတွေမရောက်လာဘူးခိုင်နှင်းဝင်လှူလိုက်တဲ့အလူငွေတွေကလက်ခံရရှိတာမျိုးတွေမရှိဘူးဆိုပြီးပြောနေကြတာဖြစ်ပြီးခိုင်နှင်းဝင်ကလူများထင်ကြီးအောင်လူတဲ့သူတွေကဆက်ပြီးတော့လူကြံလာအောင်ဆိုရှယ်မီဒီယာမှာပဲဓာတ်ပုံတွေရိုက်ပြီးတင်နေခဲ့တာနောက်ရက်ွက်အုပ်ချုပ်ရေးမှုတွေနဲ့ပေါင်းပြီးတော့မတမာရဲလုပ်တွေလုပ်နေတာအဆရှိတဲ့ဖြင့်အမျိုးမျိုးသောဝေဖန်မှုတွေကိုခံခဲ့ရတာဖြစ်ပါတယ်ဒီနေ့မှာတော့ခိုင်နှင်းဝင်ကသူ့ကိုဝေဖန်တဲ့သူတွေကိုလုံရက်နဲ့တကွာတက်တည်ပြနိုင်ခဲ့ပြီဖြစ်ပါတယ်ဒါကတော့ခိုင်နှင်းဝင်ကအလူရှင်တွေရဲ့လူဒန်း နဲ့ငွေတွေကိုဘယ်နေရာမှာဘယ်လိုသုံးစွဲနေရဆိုတဲ့အကြောင်းတွေကိုပြောပြလာတာဖြစ်ပြီးငလီဖေးတဲ့တဲ့သူတွေအတွက်နေထိုင်လို့ရအောင်စောင့်လုပ်ပေးထားတယ်။ သူမိုးထင်ရန်က ပြင်ခင်အဆောင်တွေကိုချပြလာတာပဲဖြစ်ပါတယ်။ခိုင်နေဝေကတော့သူ့ကိုဝေဖန်လီကန်တဲ့သူတွေကိုစကားတွေအများကြီးမပြောတော့ဘူး။ကျမကအရင်တုန်းကချမပြဘူးဆိုတာကဘာမှမပြီးစီးသေးလို့အခုတော့ကျမဆောက်လုပ်နေတဲ့အဆောင်တွေကပြီးစီးသွားပြီ။ဒါကြောင့်မလို့ကျမကိုဝေဖန်တဲ့သူတွေကလည်းကြည့်ကြပါ။ကျမဘာကြောင့်ဘယ်နေရာမှာဘယ်လိုတွေကုန်နေလဲဆိုတာကိုတွက်ချက်ကြည့်လို့ရပါတယ်ဆိုပြီးဗီဒီယိုမှတ်တမ်းနေတဲ့တခါတက်တည်ပြလာခဲ့တာပဲဖြစ်ပါတယ်။ခိုင်နေဝေကအခုလိုဆောက်လုပ်နေပြီးတဲ့ဆိုပေမဲ့လည်းအေတင်ကိုနဲ့နှိုင်းရှင်ပြီးတော့လည်းဝေဖန်နေကြပြန်ပါတယ်။ အေးတင်ကတော့အိမ်တလုံးကို360နဲ့အပီအစီကွန်ကရစ်ခင်းသွန်းမိုးထင်ရန်ကရေချိုးကန်းအိမ်သားပါအပားဆောက်လုပ်ပြီးနေတာဖြစ်တဲ့အတွက်ခိုင်နှင်းဝင်ရလှုပ်ရှားမှုတွေကအေးတင်ကိုလောက်မမြန်ဘူးဆိုပြီးတော့လဲဝေဖန်နေကြပြန်ပါတယ်ဗီဒီယိုကိုကြည့်ရှုနေကြတဲ့ပရိသတ်ချင်းအနေနဲ့ရောအလူငွေတွေကိုအလွဲသုံးစားလုပ်တယ်ဆိုတဲ့အပေါ်မှာတက်တည်ပြလာခဲ့တဲ့ခိုင်နှင်းဝေကိုဘယ်လိုရီထင်မြင်သုံးသပ်မိလဲဆိုတာဗီဒီယိုအောက်ကကွန်မန့်လေးမှာရှင်းသွားပေးခဲ့ပါဦး။အစောတိကြည့်ရှုပေးခဲ့ကြတဲ့အတွက်ကျေးဇူးများကြီးတင်ပါတယ်ရှင်။